ဟာလေတကယ်ဟိုကြိုတင်မမျောလင်းထားတဲ့ဟာပေါ့နော်ဒီတဘာဝဘေးဆိုတာလေခုနလိုပေါ့အများကြီးရောမကာကွယ်နိုင်ဘူးကြိုတင်ပြင်ဆင်ထားလို့ပဲရမှာပေါ့ဆိုလေတခါမှမကြုံဘူးပေါ့နော်အရန်ကိုထိတ်လန့်တုံလို့ရတယ်ဗီဒီယိုတွေကြည့်ပြောလေလေတော်တော်အော်တော်တော်တဘာဝဘေးကတော်တော်ကြောက်ရွံ့ကောင်းပါလားပေါ့နော်အရန်ကိုကြောက်ရွံ့သွားရတယ်ပေါ့ဒါမှမဟုတ်လေကိုယ်တိုင်ကြုံမှုတာမဟုတ်သေးပေါ့နော်သူများတွေရဲ့အဆောက်ကိုတွေ့ခံစားပြီးတော်တော်စိတ်ထိခိုက်ရတယ် ခါကြတော့လေဘယ်မျိုးလဲမဖြစ်စေချင်ဘောနော်တက်နိုင်တော့ဆိုအများကြီးပြင်ဆင်ဖို့တော့လိုအပ်ပါတယ်ဘာသာရေးကလေအရင်ထပ်တော့ပို့လို့ဖြစ်သွားတယ်အရင်ကလဲဆိုတာဘာသာရေးလောက်ကတော့သဘောကျတယ်ကိုစိတ်လေးအေးချမ်းတယ်ဘောနော်ဒီနောက်ပိုင်းတော့ပို့ပြီးလို့ဖြစ်သွားတာပေါ့ပြီးတော့စုလဲနောက်ထပ်ဆူတောင်းလေးတစ်ခုထပ်တိုးလာတာဘောနော်ဒီသဘာဝဘေးတွေအနေရနေအကုန်လုံးကင်းဝေးဖို့အတွက်ဆူတောင်းနေလဲအရင်ထပ်တော့ပို့ပြီးတောင်းပြနေပါတယ် လေဒီငလင်းလောက်ပြောလေစူတော်တော်တန်ဝေခရရသွားရယ်ပေါ့နော်။ဟောတိတ်ချင်းတရားတကယ်ဟိုအနည်းဆုံးမှလားဆိုတဲ့အတိုင်းပဲပေါ့နော်။တော်တော်တန်ဝေခရရသွားရယ်။အဲ့လိုမျိုးခြောက်ခြားချာကြီးတွေဗီဒီယိုကြီးတွေကြည့်ပြောလေတော်တော်ကိုစိတ်ထိခိုက်ရယ်ဒီလုံးမရဘူးပေါ့နော်။ကိုကိုဝိုင်းလဲလေဒါကြီးကိုဘယ်လိုမျိုးပြင်ဆင်လို့ရမလဲဆိုတာမျိုးအများအတွေ့မှရှိရယ်။ခုနောက်ပိုင်းလေအဲ့လိုအသေးစားလေးထပ်လှုပ်တယ်။ဘာညာဆိုတော့စိတ်ပူနေရတာပေါ့နော်။ဟိုတိုက်အမြင့်တွေတော်လေကိုရီးယားစိတ်ပူရတယ်။ရန်ကုန်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုပြီးတော့ပေါ့နော်။အများကြီးပဲစိတ်ပူရပါလေ။ငလင်းလို့ပြောလေ ခုနပြောသူတန်ဝေကတော်ရသွားတယ်ထပ်သွားရင်နောက်ပိုင်းနေဘယ်ဟာမှမတင်မြဲပါလားပေါ့နော် ပြီးတော့ဘာမှကိုအဲ့လိုမျိုးလိုချင်တာတွေပူပန်တာတွေလည်းရော့သွားတယ်ပေါ့မှာလေအဲ့လိုတော့ဖြစ်သွားတယ်အော်လို့မျက်စိတမိတ်ပြန်မှမိသားစုတွေတိတ်ကွဲကြီးကွဲရတယ်အသက်အိုးငယ်ပြည့်စည်ရတယ်တကယ်ဟိုတန်ဝေကကြီးမမပေါ့နော် ပြီးတော့လေကိုဘာတွေပြင်ဆင်တက်လဲကိုတိတ်လို့ရှင်ကိုနောက်ဘာပါမလဲဆိုတော့အတိတ်လေအများကြီးလည်းရပါတယ်ဟိုဒါငလှင်ရတော့ဆို တော်တော်များများကြုံတွေ့လိုက်ရတဲ့ဒုက္ခပေါ့နော်ကြုံတွေ့တာဆိုအားလုံးနဲ့တူဆိုလဲစိတ်တော့ကရရောက်ကြတယ်စိတ်တွေထိခိုက်ရတာပေါ့အဲ့တော့ကိုတက်နိုင်တယ်များကိုတက်နိုင်တစ်ပိုင်းလေးတော့လေးဆိုအလိုလှူဖို့တွေလောက်ကြရတယ်ဆိုလဲနိုင်တဲ့လောက်ပေါ့နော်နိုင်တော့ဆိုအလိုနေဆက်ရဲဆိုအလှူခံမေးဖြစ်တယ်လှူခံမေးပြီးတော့ဆိုဒါအင်းလေးမှာပေါ့အင်းလေးမှာဆိုသွားလှူထားရလဲရှိရပေါ့နော်နောက်ထပ်လည်းအများကြီးလှူဖို့ဆိုစူးစမ်းနေကြပါတယ်ဆိုလဲငလင်းတော့ဆိုခီးရောက်နေတာပေါ့နော်ခီးရောက်နေတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်သွားတာပေါ့ ဖြစ်သွားတော့ကိုယ့်နေရာမှာကြောက်လဲနည်းနည်းပဲလှုပ်တဲ့ခါကြောက်လို့အရင်အဲ့လိုဆုံးမယ်လို့မသိလိုက်ဘူးပေါ့နော်ပြီးတော့ online မှာတက်ကြည့်ခါမှာတကယ်ဟိုအတော်ဝင်စီးတဲ့နေဆုံးရှုံးပြီးတော့မင်းများပျက်စီးအောင်တွေ့ရရပေါ့နော်အဲ့တော့အရင်အောင်စိတ်ထိတ်ခဲ့ရပါတယ်ဒါပေမဲ့ကိုယ်ကြီးလုံနိုင်တာလည်းခုနလိုပေါ့နော် ဒါကိုဘလို့ကာကွယ်မလဲဘလို့ပြင်ဆင်မလဲဆိုတာမျိုးပဲတက်နိုင်တယ်ပေါ့နော်တဘာဝဘေးဆိုတာကြတော့လေအများကြီးလဲကိုယ်လည်းမကာကွယ်နိုင်နိုင်ဘူးပေါ့နော်အဲ့တော့ဆိုဒါဖြစ်ပြရဲ့ကိစ္စမှာဆိုတက်နိုင်တော့ဆိုပြန်ထူထောင်ရမယ်ပေါ့နော်ထူထောင်မှုတော့ဆိုဒါအခုကြီးခံရတယ်ဆိုထူဖို့ရည်စီစဉ်နေရတယ်ဆိုဆိုလို့ရှင်ဒါအင်းလေးပေါ့နော်အင်းလေးမှာဆို အရှိတန်းဆက်တွေဆိုသွားလှူထားပါတယ်အခုထားပြီးအခုနောက်ထပ်လည်းအိမ်တွေပေါ့နော်ဆိုထားအလိုအပြည့်ဖမုံးနဲ့ဘလို့ဖမုံးရဲ့အဆောင်မှုနဲ့ဆိုထပ်ပြီးတော့လေအိမ်တွေရောအဆောက်အဦတွေနိုင်တဲ့လောက်ပေါ့နော်အားတွေသွားပြီးတော့ဆက်ပြီးတော့လုပ်ဖို့ရှိပါတယ်ဆိုတာလေးဆိုထားအမှုပညာကလပ်များပရိုက်တာဖွင့်နေပေါ့နော်ဆိုအလူငွေ၁၀သိန်းစာမတွေပြောဆိုအလူငွေခံကြရတယ်ပြီးတော့ဆိုအလိုနီးစပ်ရမိတ်ဆွေလည်းအလူငွေထည့်ပေးကြရပေါ့နော်ညာဆိုအလူငွေထည့်ပေးပြီးတော့ဆိုထားခြေခြေတန်းဆက်ပေါ့ အင်းလေးမှာတော့သိရတိုင်းပဲပေါ့နော်ရေကတခုခုရှိပြဿနာလေးရှိရပေါ့နော်တောက်ရေလေးကပြဿနာရှိတဲ့ခါကျတော့ဆိုရေတန်းဆက်ကိုအဓိကထားပြီးရေတန်းဆက်အတွက်ဆိုရအလူတွေခံရရေတန်းဆက်တွေဆိုဆန့်သူရပေါ့ရေတန်းဆက်မှာမီးတွေတချို့ကြောက်လဲမီးပြတ်တော့ရေမရတဲ့ခါကျတော့ဆိုအဲ့ဆိုလာပေါ့နော်ဆိုလာစနစ်ခုဆိုလာလဲဆိုသွားပြီးတော့ထပ်လှူထားပါတယ်ဒါလေးတကယ်ဟိုကျိုးတင်မမျောလင်းထားတဲ့ဟာပေါ့နော်ဒီတဘာဝဘေးဆိုတာလဲခုနလိုပေါ့အများကြီးတော့မကာကွယ်နိုင်ဘူးကျိုးတင်ပြင်ဆင်ထားလို့ပဲရမှာပေါ့ဆိုလဲတခါမှမကြုံဘူးပေါ့နော်အရင်ကထိတ်လန့်တုံးလို့ရတယ်ဗီဒီယိုတွေကြည့်ပြောလဲလေ တော်တော်အော်တော်တော်သဘာဝဘေးကတော်တော်ကြောက်ရွံ့ကောင်းပါလားဗောနော်အရန်ကို ကြောက်ရွံ့သွားရတယ်ပေါ့ဒါမှလေကိုရိုင်းကြုံမှုတာမဟုတ်သေးပေါ့နော်သူများတွေရဲ့ဆောင်းကိုတွေ့ခံစားပြီးတော်တော်စိတ်ထိခိုက်ရတယ်အခါကြောက်လေဘယ်မျိုးလဲမဖြစ်စေချင်ဘူးပေါ့နော်တက်နိုင်တော့ဆိုအများကြီးပြင်ဆင်မှုတော့လိုအပ်ပါတယ်ဘာသာရေးကလေအရင်ထက်တော့ပိုလုံးဖြစ်သွားတယ်အရင်ကလဲဆိုတာဘာသာရေးလောက်ကတော့သဘောကျတယ်ကိုစိတ်လေးအေးချမ်းတယ်ပေါ့နော်ဒီနောက်ပိုင်းတော့ပိုပြီးလုံးဖြစ်သွားတာပေါ့ပြီးတော့ဆုလဲနောက်ထပ်ဆုတောင်းလေးတစ်ခုထပ်တိုးလာပါပေါ့နော်ဒီသဘာဝဘေးတွေအနေနဲ့အကုန်လုံးကင်းဝေးဖို့အတွက်ဆုတောင်းတွေလည်းအရင်ထက်တော့ပိုပြီးတောင်းပြနေပါတယ်